မကုံမြင့်ပြီးတက်လုံကောင်းတဲ့တရုတ်ဖိုင်တာမှနဲ့ရှင်ပြန်ထူးတက်တွားရတော့မဲ့ဗရိုနီကာကဲအားလုံးဝမင်္ဂလာပါဗျ JDS Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ဒီလာမဲ့နိုဝင်ဘာလ9ရက်နေ့1 Friday Fights 132ဆိုတဲ့ခေါင်းစဉ်အောက်ကနေဒုတိယခေါင်းပွဲအနေနဲ့ဗရိုနီကာနဲ့ရှင်ပြန်ထူးတက်တွားမဲ့တရုတ်ဖိုင်တာမှလီလီမင်းရိတ်ရဲ့ပွဲစဉ်တပွဲလေးကိုပရိသတ်တွေနဲ့တူအဆအဆုံးလေးလာကြည့်ရှုတုံတက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခုလက်ရှိကျွန်တော်ကြည့်ရှုသွားမဲ့ပွဲစဉ်ဟာဆိုတော့2019ခုနှစ်လပိုင်း25ရက်နေ့ ABC KB 10ဆိုတဲ့ခေါင်းစဉ်အောက်ကလေရှင်ပြန်ထိုးတက်သွားခဲ့တဲ့ကဲပေါင်းစဉ်ပွဲစဉ်တပွဲလေးပဲဖြစ်ပါလေ။အဲ့တော့ Bronica နဲ့ရှင်ပြန်ထိုးတက်သွားမဲ့တေးုပ်အမျိုးသမီး Fighter Lee Min Rae ကတော့ဒီ Bounty အနီနဲ့အင်ဂျီအမဲဝစ်စင်ထားတဲ့ Fighter ပဲဖြစ်ပါလေ။ဒီ fighter ဆိုတော့အရက်9ပြီနဲ့3လက်မှရှိပါတယ်အသက်ကတော့20နဲ့9နှစ်ပါဒါကစ်ဘောက်စင်ပွဲစဉ်ပေါင်း30နဲ့4ပွဲအထိရှင်ပြန်ထိုးတက်ထားတယ်အဲ့ဒီထဲမှာဆိုတော့20နဲ့9ပွဲအထိအနိုင်ရယူထားပြီး9ပွဲတာရှုံးနေထားပါတယ် အဲ့တော့ကျွန်တော်သူ့ရဲ့ဒီအနိုင်ရရှိထားတဲ့မှတ်တမ်းအသေးစိတ်ကိုတော်ပြီးလေ့လာကြည့်လိုက်မယ်ဆိုတော့ဒီသုံးပွဲကိုအလဲထိုးနဲ့အနိုင်ရယူထားတာတွေ့တယ်ပေါ့နော်ကျန်တဲ့ပွဲစဉ်ဒီကတော့ဒါ decision နဲ့အနိုင်ရယူထားတယ်ဗျအဲ့တော့ရှုံးနေထားခဲ့တဲ့ပွဲစဉ်ဒီခုနှစ်ပွဲကိုတော်ပြီးလေ့လာကြည့်လိုက်မယ်ဆိုရင်အဲ့ဒီထဲမှာတပွဲပဲအလဲထိုးနဲ့ရှုံးနေထားတာပေါ့နော်အဲ့တော့ဒီမှတ်တမ်းတွေကိုကြည့်ရှုခြင်းအပြင်ဒီတရုတ် immunity fighter ကဒါမာကုံရှိတယ်နောက်ပြီးတော့မှတက်လုံကောင်းတယ်ဆိုတဲ့အချက်ကိုကျွန်တော်သိမြင်ရမှာဖြစ်တယ်ဗျ ဖွဲ့စဉ်တော်တော်များများမှကျွန်တော် decision ထိခေါ်ဆောင်သွားနိုင်တယ်လို့ကျွန်တော်ဒီပြိုင်ဖက်တွေကိုလည်းဒါမာကုံကောင်းကောင်းတက်လုံကောင်းကောင်းနဲ့တောင်းခံပြီးတော့မှဒါရှင်ပြိုင်ကစားသွားနိုင်တဲ့ဒီဆွမ်းဆောင်ကြီးကောင်းမျိုးရှိတယ်လို့ကျွန်တော်တုံးတက်လို့ရတယ်ဗျ Okay အများကြီးမပြောတော့ဗျာသူ့ရဲ့ဆွမ်းဆောင်ကြီးကိုကျွန်တော်ဒါအာယုံစူးစိုက်ပြီးတော့မှကြည်ကြရလိုက်အောင်ပါကရီယာပဲ кстати у нас по стоянке поэтому на этом можно ловить при 给对边片干了的热香发当皮的边。Only one two win honey。前面跟车刚那边。 တေယိုဖိုင်တာကြည့်ရတဲ့အနေထားတော့အာယုံဆူဆိုင်မှုကောင်းတယ်လိုကေဝင်ထားတယ်ကောင်လာလေးပြန်ပြီးတော့မှလိုက်ထားတယ်ဗျရောက်ချာနေတော့တူတွေပြပုံစံနေထားကြည့်ရတာ близься хотя бы на несколько сантиметров, и ты попадаешь под удары рук. А также Thank you, Kong, Ibian. Клинч ма, Раша Майдама, Лили Талибя. Я понимаю, что писал на лобби. အဲ့တော့ဒီချီကန်ချက်ကိုကြည့်လိုက်မယ်ဆိုတော့ဒါမဆိုးဘူးလို့ပဲပြောလို့ရတယ်ဗျာဒါပိုင်ပိုင်နိုင်နိုင်ကျွန်တော်ဒီအသားကြောင်ကန်နိုင်တဲ့အနေအထားလောက်ထိတော့မရှိဘူးနော်နေကန်ချက်ဝင်နေကောင်းတာထိခံထားရတယ်လက်ခုရိုက်ခုလိုက်ထားတယ်မလို့ကောင်းနေဗျာဒီရရှာဖိုက်တာစပင်နင်းဘက်ကက်ဒီကဂျွန်းထိုးပြီးတော့မှဝင်ထားတာဗျာ အဲ့တော့ဒီပွဲစဉ်က2000နဲ့ဆက်ခွန်ဆိုတော့နည်းနည်းတော့ကြာပြီပေါ့နော်ကျွန်တော်ဒီတီယိုမြူနီဖိုင်တာဒီမင်းရိတ်ရဲ့ဒီဆွမ်းဆောင်ကြီးကဒီနောက်ပိုင်းနှစ်မှာဘယ်လိုအခြေအနေရှိတယ်လဲဆိုတော့ကျွန်တော်ပြန်ပြီးတော့မှသူ့ရဲ့ပွဲစဉ်တွေကိုကြည့်ရှုဖို့လိုအပ်ပါလေအခုကျွန်တော်ကြည့်နေတဲ့ပွဲစဉ်ကနည်းနည်းတော့ကြာပြီဆိုတော့ဆွမ်းဆောင်ကြီးအစ်စ်မန်အကောင်းဆုံးအနေအနေထားလောက်ထိမရောက်သေးဘူးလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်ကိုကြည့်ပြီးတော့မှဒါသူ့ရဲ့ဆွမ်းဆောင်ကြီးကျွန်တော်တွားပြီးတော့မှ ဒီ Bronica နဲ့နိုင်ရှင်တို့မရသေးဘူးပေါ့နော်ကျွန်တော်နောက်ထပ်ပွဲစဉ်တွေကြီးရှုဖို့လိုအပ်ပါတယ်အဲ့တော့ဒီပွဲစဉ်ကနေပြီးတော့သူ့ရဲ့ဒီထုတ်တပောက်အနေထားကိုပဲကျွန်တော်ကြည့်ရမယ်ပေါ့နော်သူအားနေချက်ပါနေရှိတယ်လေအားသာချက်ပါနေရှိတယ်လေပေါ့နော်ချီကန်တော့မစိုးလို့ပြောလို့ရမယ်တတိယမှုပိုင်းမှာတော့လိုအပ်ချက်လေးရှိတယ်ဗျာဒီလက်သီးဝင်တဲ့အပိုင်းမှာ Nene, a Nene. Kong le lehu. Oh, so ya le. Oh my god, spinning back video win ha le. Hake kan ha le, one two le win ha le, ni ka. держать дистанцию и работать на сайт-степах, в сторону смещаться. ပြန်ဒုတိယချင်မှာတော့မဆိုးလို့ပြောလို့ရမယ်ဗျပထမချင်မှာသူကတော့နည်းနည်းနှိမ်ခဲ့တယ်ပြောမှာပေါ့နော်ထိချက်ပိုင်းမှာဘောကေဟိုဟောက်ကန်ချက်ကောင်းတယ် ဲ့တော့သူ့ရဲ့ဒီကျွန်တော်နောက်ဆုံးရှင်မြိုင်ထုတ်တဲ့ထားခဲ့တဲ့ပွဲစဉ်2000နဲ့ဒီ24ပေါ့နော်ကျွန်တော်မမိတလောက်ဆိုနလပိုင်း3လပိုင်းလောက်ဖြစ်မယ်ဗျသူ့ရဲ့ဒီမှတ်တမ်းတွေကြည့်ရတဲ့လောက်ဆိုရင်အဲ့တော့ပွဲဝင်းနေတာတော့ဒါတနည်းတနည်းကြော်လောက်တော့ရှိပြီဒီအတွက်ကြောင့်ကိုကျွန်တော်ဘရော်နီကနဲ့ရှင်မြိုင်ထုတ်တဲ့တွားမဲ့ပွဲစဉ်မှာသူ့ရဲ့ဒီတက်လို့နေထားကဒါအရင်လိုပဲကောင်းနေမလားဆိုတော့အဲကျွန်တော်ကြည့်ကြည့်ရှုသွားဖို့လိုအပ်တယ်ပေါ့နော်ကျွန်တော်ထင်ရတော့ဒါတက်လို့အရင်လိုရဖို့တော့မလွယ်တော့ဘူးတော့ပွဲဝင်းနေတဲ့ အချက်ကဒါအဓိကပြောလို့ရမယ်ပေါ့နော်အဲ့တော့မတ်တန်းလေးကြီးလိုက်မယ်ဆိုတော့မဆိုးပြသူက34ပွဲမှာ28ပွဲထိနိုင်ထားတယ်ပေါ့နော်ရှုံးရှုံးပွဲကလည်းနဲထားရယ်ပွဲအတွေ့အကြုံရကဘရိုနီကာနဲ့မသိမင်းပြဘရိုနီကာဘရိုနီကာလည်းမတ်မီတလောက်ဆိုရင်တော့ပွဲစဉ်30နဲ့တပွဲထိရှင်ပြန်ထူးထပ်ထားတယ်ပေါ့နော်အဲ့တော့ပွဲရလတ်မကွာဘူးကိပောင်စင်နောက်ခံနဲ့ ။ Ronnie ကတော့ကျွန်တော်ဒီလက်ဝိတ်နဲ့မွေထိုင်းနောက်ခံပါတော့။ကဲရှာရှာပပပဲပြောမယ်ဆိုတော့ကျွန်တော်တို့ဒီ one championship မှာရှင်ပြန်ထိုးတက်နေတဲ့အမျိုးသားရောအမျိုးသမီးဖိုင်တာတွေထဲမှာပေါ့နော်ဒါဒီတရုတ်ကဖိုင်တာနဲ့ရှင်ပြန်ထိုးတက်သွားရမယ့်ပွဲစဉ်ကဒါဘရိုနီကာကပထမအဦးဆုံးအနေနဲ့ဒီတရုတ်ဖိုင်တာနဲ့ရှင်ပြန်ထိုးတက်ခွင့်ရတယ်လို့ပြောလို့ရတယ်ပေါ့နော် ဲဝမ်းမာတော့ဒီတခြားမြန်မာဖိုင်တာတီအိုနဲ့ထုတ်တက်တဲ့ပွဲတွေကျွန်တော်ဒါမရှိသေးဘူးလို့ဒါပြောလို့ရတယ်စလိုမိုရှင်းကြည့်လိုက်မယ်ဆိုတော့လက်တီထိုးချက်မှာနည်းနည်းလေးအတိအကျမှုလိုအပ်တယ်။ခြေကံကတော့ကောင်းတယ်လို့ဆိုနိုင်တယ်ဗျ။ ကနချီစလုံးမှာတော့ရရှာဖိုင်တာနေတာလေဗျ။အကယူအက်ဖ်စီအုတ်ထုတ်အောင်ဆောင်းထားသေးတယ်ဗျ။ဒေါထောင်းဆက်ခုံလုံးက ပြန်အခုလိုက်လာပြီးတဲ့လူတွေဒီ UFC အတိုင်းဝိုင်းဖြစ်နေပြီဗျာ решающий раунд и во много спортсменкам нужно идти вперед. Тумчи мяу все бары. как комбайн просто вперед лезет. Вот это с Китая или Мингру и... အနေထားဒီတေယုတ်မြေတွင်းဖိုင်တာဒီမင်းရိတ်ကဒီအဝင်မှာသူက defend သိမ့်မရှိဘူးအတူတူဒီဝင်လာတဲ့နေရာမှာပေါ့နော်အကော်ကြီးချားပြီးကစားတဲ့နေရာမှာသူကနည်းနည်းလေးဒီ defend လုပ်ပြီးကစားတဲ့ပုံစံမျိုးရှိတယ် โอ้โอ้ฉีดเท่าฉีดเท่าเลยสั่นเลยกูบี้ spinning back ကိုဝင်နေ spinning back ဖြစ်တော့နည်းနည်းတော့ရမ်းလာပြီးတက်လုံကလည်းနည်းနည်းကြာနေတယ်လို့ပြောလို့ရတယ်ဗျ။အဲ့တော့ပါဝါနေရှိမရှိဆိုတော့ကျွန်တော်ဒီပွဲစဉ်ကြည့်ုံနဲ့တော့မသိနိုင်တော့ဘူးပြ။ဘာကြောင့်လဲဆိုတော့ ခုနေထားကသူကထိချက်တိတိကျကျမရခဲ့ဘူးကောင်းကောင်းမရဘူးနော်အမတန်လေးအရာတော့ तू ကဒီ knock out နဲ့နိုင်ထားလာဆိုတော့၃ပွဲရှိတယ်ပေါ့နော် TKO နဲ့တပွဲ KO နဲ့တပွဲဆိုတော့ WWE ပြပြပေါ်အောင်ပိုင်းမှာတော့အာနင်းမယ်ပေါ့နော်တော့ main နဲ့ကျွန်ဒီတပွဲကြည့်ုံနဲ့တင်သူရဲ့စွမ်းဆောင်ရည်ကိုကျွန်တော်ဒါဘယ်ပိုင်းကကောင်းတယ်ဘယ်ပိုင်းကမကောင်းဘူးမကောင်းဘူးဆိုပြီးတော့မှဒီတတမတ်ပြောလို့မရသေးဘူးပေါ့နော် ကျွန်တော်နောက်ထပ်ပွဲစဉ်တစ်ပွဲကိုဒါဆောင်ကြည့်သွားဖို့လိုအပ်တယ်ဗျကျွန်တော်အနေနဲ့နောက်ထပ်ဒီဒီ main rate ဆိုတဲ့အမျိုးသမီး fight တိုင်းနောက်ထပ်ပွဲစဉ်တစ်ပွဲကိုဒါအကယ်၍ကျွန်တော်ရှာလို့တွေ့ခဲ့မယ်ဆိုရင်ကျွန်တော်ဒါတင်ဆက်ပြီးသွားပြီးလို့ရှိပါတယ်အဲတော့သူတစ်ဖြင့်ဒီနောက်ပိုင်းနှစ်ပေါ့နော်2020နောက်ပိုင်းထူထားတဲ့ပွဲစဉ်ကိုအဓိကဦးစားပေးနေကျွန်တော်ဒုတိယအပိုင်းနေနဲ့အတင်းဆက်ပြီးတော့ရရှိပါလိမ့်ဆောင်းပြီးကြည့်ရှုအပြင်ဖို့ဒီကနေအားလုံးကိုဖိတ်ခေါ်ချင်တယ်ပေါ့နော် ဘယ်ပြီးတော့ရင်ပြန်ပြန်ပွဲတော့ပြုံးမယ်ဆိုတော့ရင်ကြီးကြည့်လို့တော့မကောင်းခဲ့ဘူး။နောက်ဖက်တန်အူစလုံးကတော့ပြုံးမယ်ဆိုတော့ဒီအကောင်ဆုံးအစွမ်းကုန်တော့ပြုံးကစားသွားခဲ့တာမျိုးတွေ့ရတယ်။သူတပြင်းတေယုတ်မြူတမီဖိုင်တာဒီမီရိတ်ကတော့နည်းနည်းလေးဒီထိချက်ပိုင်းမှာအားနေခဲ့တယ်ပေါ့နော်။သူအနေနဲ့အဝင်အဝင်လဲကျွန်တော်တို့နည်းနည်းလေးကျန်းတာမျိုးတွေ့ရတယ်။အဝင်မှာ defend တိတ်မရှိဘူး။ ူရိန်ချပြီးကစားတဲ့နေရာမှာသူကမဆိုးဘူးလို့တော့ပြောလို့ရတယ်။ခြေကန်ချက်လေးတွေဒတ်တီထိုးချက်လေးတွေကျွန်တော်တို့ကစားနိုင်တဲ့အနေအထားမျိုးရှိတယ်။ဟိုပေါင်ဝါဘိုင်းကတော့အခုဒီပွဲစဉ်ကြည့်နေတဲ့ကျွန်တော်အနေနဲ့နည်းနည်းလေးအားနည်းနေသေးတယ်လို့မြင်တယ်ဗောနော်။ဒါပရိသတ်တွေအနေနဲ့ရောဒါဘယ်လိုမျိုးထင်မြင်ထားကြတယ်လဲဗျ။ Герасимова дополнительного раунда нет, поэтому победитель будет объявлен прямо сейчас. ။ဘူးကင်းဒါတော့ကျွန်တော်တေးုံနိုင်ငံမှာဂျင်ဘာပြုလုပ်သွားခဲ့တဲ့ဝင်စင်ပဲဖြစ်ပါလိမ့်။ကဲကျွန်တော်ကြံဖက်ကနိုင်သွားနေပါတော့။ Okay အဲ့တော့ကျွန်တော်ဒီနောက်ဗီဒီယိုမှာဒါသူ့ရဲ့ဒီပွဲစဉ်လေးကြီးကျွန်တော်ဒါတွေ့ခင်မေဆိုရင်ဒါတင်ဆက်ပြီးတော့ပြီးရှိတယ်ပေါ့နော်။အဲ့ဒီအချိန်မှာသူ့ရဲ့ဒီဆွမ်းဆောင်ရည်အနီထားကိုကျွန်တော်အသေးစိတ်တုံးတက်တင်ဆက်ပြီးတော့ပါမယ်။ ဲ့တော့ဒါပြင်ပေါ့နော်ကျွန်တော်ဒီ light အစီအစဉ်နဲ့ပါဒါ brownie ကနေကျွန်တော်အခုဒီ tail fighter နဲ့ဒါ night shin ပြီးတော့မှကျွန်တော်အာသာချက်အားနည်းချက်လေးတွေဘောနော်ဒါပရိသတ်တွေနဲ့တူကျွန်တော်ဆွေးနွေးတင်ဆက်ပြီးတော့ပြီးရှိတယ်ဘောနော်နောက်ပြီးတော့မှကျွန်တော်ဒီလာမယ့် November လ9ရက်နေ့မှာ pay fighter ကအနိုင်ရယူသွားနိုင်ခြင်းရှိတယ်လေဘောနော်ဒါတွေနဲ့ပတ်သက်ပြီးတော့မှရောကျွန်တော်ခံမှန်းမှုပြီးလို့တင်ဆက်ပြီးတော့ပြီးရှိပါတယ်အခုနေထားတော့ကျွန်တော်စွမ်းဆောင်ရည်လ ీల ကြီးရှုတဲ့ ဒါအနေထားမျိုးဖြစ်တယ်ပေါ့နော်ကဲအဆုံးထိကြီးစုအားပေးနေတဲ့ပရိသတ်တူတယောက်ချင်းစီတိုင်းကိုဒါအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်လာမယ့်နေ့ရက်ဒီမှာရောကျွန်တော်ဗီဒီယိုတွေတင်ဆက်ပြီးတော့ပြီးရှိတယ်ပေါ့နော်ဆောင်းမြေကြီးစုအားပေးဖို့အားလုံးကိုထပ်ပြီးတော့ဖိတ်ခေါ်ချင်ပါတယ်အားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝနေကိုပိုင်ဆိုင်နိုင်ကြပါစေ